ဒီကနေ့မေလ31ရက်နေ့အတွက်မော်လဝတ္တခမ်းမ်းချက်တွေကို တင်ဆက်ပေးပါတော့မယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုရောက်ရှိသွားပြီးဖြစ်တဲ့မုံနိုင်ငံဟာအာကောင်းတဲ့လီဗီးယားနဲ့ရေဝံအဖြစ်ကနေအာရော့သွားပြီးကုန်းတွင်းလီဗီးယားနဲ့ရေဝံအဖြစ်ဆက်လက်တည်ရှိနေကမြန်မာအိန္ဒိယနယ်စပ်ဖြစ်တဲ့အာသင်မနီပူရာနယ်စပ်အနီးထိဆက်လက်ရွေးရှားနိုင်မှာဖြစ်ပါတယ်။မုံနိုင်ငံအကျဉ်းချံမိုးတိမ်တွေကြောင့်ကချင်ပြည်စကိုင်းတိုင်းထပ်ပိုင်း ချင်းပြည်ရခိုင်ပြည်တို့မှာလာမယ့်24နာရီအတွင်းမိုးရွာသွားမှာဖြစ်ပြီးကြံပြည်နယ်နဲ့တိုင်းတွေမှာမိုးအနှဲငယ်ကနေမိုးအသင်အသင်ရွာနိုင်မှာဖြစ်ပါတယ်။အနောက်တောင်မုတ်တုံးလေးဟာအောက်အသင်အတင်ကနေအားကောင်းနေစေဖြစ်ပါတယ်။လာမယ့်ဇွန်လ1ရက်နေ့ကနေ3ရက်နေ့အတွင်းရခိုင်ပြည်တရင်နာရီတိုင်းမွန်ပြည်၊ကရင်ပြည်၊ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်း ကချင်းပြည်စကိုင်းတိုင်းထပ်ပိုင်းနေပြည်တော်ပဲခူးတိုင်းရှေးပိုင်းအေယော်ရီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမုန်းအထင်တင်ကနေမုန်းများနိုင်ပြီးဇွန်လ၄ရက်နေ့နောက်ပိုင်းမှာတော့ပဲခူးတိုင်းရှေးကျန်ကချင်းပြည်ကရင်ပြည်မုံမြီတို့ကလွယ်ပြီးကျန်ပြည်နယ်နဲ့တိုင်းတွေမှာမိုးရွာနှုန်းရော့ကျသွားမယ်လို့မိုးလဝသပညာရှင်ဝန်နိုင်ကခန့်မှန်းထားပါတယ်ဒီကနေ့ညနေအထိကရနီကြရပြီးရှမ်းပြည်မြောက်ပိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာစစ်စစ်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ နေရနှံပြမုတ်တချုံရွာနိုင်ပြီးရွာရင်ရာနှောင်းပြိတ်ဖြစ်ပါတယ်။ကရင်ပြည်ချင်းပြည်မော်မြီရခိုင်ပြည်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ပြီးမုတ်ကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်သုံးလေးအာကောင်ရာကနေအာလွန်ကောင်းနေပါတယ်။မြမကင်ဝရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမုတ်သက်လေးပြင်များကြာရောက်ပြီးလှိုင်းကြီးရာကနေလှိုင်းအလွန်ကြီးပါမယ်။ မော်တက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်ကနေမိုင်40အထိတိုက်ခတ်နိုင်ပြီးလိုင်မြင်မှာ10ဘီကနေ14ဘီကန်ရှင်နိုင်ပါတယ်။ကချင်ပြည်၊ကရင်ပြည်၊ချင်းပြည်၊ရခိုင်ပြည်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်းထပ်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးအဆိုပါမိုးတိမ်တောင်တွေရွေရှာရနေရာတလျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စစ်လက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့စေကောင်းစီမိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်၊ကရင်ပြည်၊ချင်းပြည်၊မွန်ပြည်၊ရခိုင်ပြည်၊စကိုင်းတိုင်း အေယော်ရီတိုင်းနဲ့တရနာရီတိုင်းတို့မှာမုတ်ထစ်ချုံပြီးနေရာကွက်ကမုတ်ကြီးနိုင်ပါတယ်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။